ဘောဘွားနဲ့ဝင်ရောက်လာကြတဲ့တားငယ်သမီးငယ်တွေအားဆိုလို့ရှိရင်တော့ဖြင့် MEC ကျောင်းလိုက်တော်ရဲ့နေရာအသီးသီးမှာအာမန်တိတိနဲ့ခြေလန်းတိတိနဲ့သူအနာဂတ်ကိုရှင်သန်ပြီးတော့မှဆောင်းလန်းရဖို့တွေရောက်ရှိလာကြပြီဖြစ်ပါကာလာဆုံတဲ့ရောင်သွေးတွေနဲ့တူတပွဲပွဲဝင်ရောက်လာကြတဲ့ထောင်ထဲရှိတဲ့ကျောင်းတော်သူကျောင်းတော်သားတွေရဲ့မြင်ဝင်းကိုလည်းမြင်တွေ့နေကြမှာဖြစ်ပါတယ်။အားလုံးသောကျောင်းတော်သူကျောင်းတော်သားတွေ ရှင်သာမဏေဘုရားနဲ့ပညာသင်ကြားကြတဲ့သားငယ်တွေပိလရှင်ဘုရားနဲ့ပညာသင်ကြားကြတဲ့သမီးတွေအဖြူစိမ့်လေးတွေနဲ့ပညာသင်ကြားကြတဲ့သမီးငယ်လေးတွေသားငယ်လေးတွေဟာဆိုလို့ရှင်တော့ဖြင့်ခုကျောင်းလိုက်တာတော်တဲမှာတစ်ဖွဲ့ဖွဲ့နဲ့ဝင်ရောက်လာပြီးဖြစ်ပါတယ်။အောင်နဲ့ရှိတဲ့ကျောင်းသားတို့ရဲ့စတင်ပြီးတော့မှပညာသင်နစ်ကိုခွင့်လွှဲမဲ့2025ခုနှစ်ဂျွန်လ2ရက်နေ့နနေခင်းချိန်ခါကာလမြင်ကွင်းနေလည်းဖြစ်ပါတယ်။ကျောင်းတော်သူကျောင်းတော်သားတွေအားလုံးဟာဆိုရင်တော့ဖြင့်ဒီနေ့ မြင်ငွေရာဆိုရင်ပထမအဦးဆုံးကြောက်တက်တဲ့မြင်ငွေနေလည်းဖြစ်သလိုမကြခင်ချိန်တော့တည်းမှာစာသင်ခန်းအသီးသီးကိုရောက်ရှိပြီးတော့မှပညာသင်ကြားကြတော့မယ်ဘယ်မှာမလျှော့ကြတဲ့အနာဂတ်လူငယ်တို့ရဲ့ပုံရိပ်တွေလည်းဖြစ်ပါတယ်။ဒါကြောင့်မို့ IMC ကျောင်းတော်ကြီးအားပျက်စီးဆုံးရှုံးသွားတဲ့ကျောင်းတော်တွေရဲ့ကိုစားယာယီကျောင်းဆောင်တွေကိုအများဆောက်လုပ်ပြီးတားငယ်သမီးငယ်တွေရဲ့ပညာရေးအတွက်စင်ဆက်မပြတ်ဆောင်ရွက်နေပါတယ်။အခုမြင်တွေ့နေရတဲ့ကျောင်းနေရာဆိုလို့ရှိရင်တော့ပြင်ယာယီကျောင်းဆောင်တွေဖြစ်ပြီးတော့မှခြေလမ်းအစ်တီနဲ့အာမအစ်တီနဲ့ ရှောင်းနှန်းလာကြတဲ့တန်းငယ်သမီးငယ်တွေတို့ရဲ့အနာဂတ်ပညာရေးအတွက်တို့ကိုယ်တိုင်ဖန်တီးတည်ဆောက်ကြရမယ်ဆိုတာကိုသိပြီးတော့မှအနာဂတ်အတွက်ရှင်သန်ဖို့ရာအတွက်ရှောင်းနှန်းနေကြတဲ့လူငယ်တို့ရဲ့ခြေနှန်းစ်တွေလည်းဖြစ်ပါတယ်ဘွယ်ဘွယ်နဲ့ဝင်ရောက်လာတဲ့ထောင်ထဲရှိတဲ့ကျောင်းတော်သူကျောင်းတော်သားတို့ရဲ့ကိုယ်ရေးကိုလည်းမြင်တွေ့ကြမှာဖြစ်ပါတယ်ဒီနေ့ဟာဆိုရင်တော့ပြ2025ခုနှစ်ဇွန်လ20ဇွန်လ2ရက်နေ့ရဲ့ပထမအဦးဆုံးသောကျောင်းဖွင့်ရာသီဖြစ်တယ်လို့ အဲမြေစီကျောင်းတော်မှာပညာသင်ကြားကြတဲ့တန်းငယ်တမိငယ်ပေါင်းမြောက်များစွာထောင်ပေါင်းများစွာတို့ဟာကျောင်းတော်ကြီးကိုရောက်ရှိလာပြီးဖြစ်ပါတယ်။လူငယ်တို့ရဲ့အနာဂတ်တွေလူငယ်တို့ကိုယ်တိုင်ဖန်တီးတည်ဆောက်ကြရမယ်ဆိုတာလူငယ်တိုင်းကသိပြီးတော့မှနိုင်ငံရေးစီရေးသမားတွေရဲ့အုံချရင်းကနေမခံရဘဲမိမိအနာဂတ်ကိုမိမိတို့တည်ဆောက်ကြမယ်တန်းငယ်တမိငယ်တို့ရဲ့အာမန်တဲ့ရှင်သာမှုအသက်တွေကိုမြင်တွေ့ကြရတဲ့ပုံရိပ်ပဲဖြစ်ပါတယ်။